ကကြည့်စေရောဒီအာဒီနေ့စေအိုဆွေးပြလို့တဲ့တရားမဝင်ရွေးကောက်ပွဲဆန့်ကျင်ဆန္ဒပြပွဲမှာကျွန်တော်ပါဝင်ရတဲ့အကြောင်းပြချက်ကတော့အမြန်မာနိုင်ငံသားတယောက်အနေနဲ့စစ်ကျန်းဖက်စေအိုဆွေးကနေပြီးတော့ပြလို့တဲ့ကျွန်တော်ရွေးကောက်ပွဲတရားဝင်မှုမရှိဘူး ဒါအတူရောက်ရွေးကောက်ပွဲသာဖြစ်တယ်ပြည်သူလူထုကိုကိုယ်စားပြုခြင်းမရှိဘူးဒီသဘောထားဆန္ဒတွေကိုကိုရီးယားနိုင်ငံအပါအဝင်နိုင်ငံတကာကသိရှိဖို့အတွက်ကျွန်တော်တို့ဒီဆန္ဒပြပွဲကိုတက်ရောက်ဝင်ရတာဖြစ်ပါတယ်ခင်ဗျာစာကမရဲ့အတူရောက်ရွေးကောက်ပွဲဟာတိုင်းပြည်အနာဂတ်နဲ့ကျွန်တော်တို့ပြည်သူတွေရဲ့အနာဂတ်ကိုကျွန်တော်တို့စိုးရင်စရာတချို့ရှိမဲ့စနေရှိပါတယ်ဒါပေမဲ့အရင်စိုးရင်ဖို့တော့မလိုဘူးဒါပေမဲ့သို့တော်လည်းပဲကျွန်တော်တို့အရင်ရှုတ်တက်ထားလို့လည်းမရဘူးကိုလုံးနိုင်တာကိုကျွန်တော်ကအကောင်းဆုံးလုံးနိုင်ဖို့လိုတယ်နိုင်ငံတကာကနေပြီးတော့ဒီဟာကကျွန်တော်တို့အတူရောက်ရွေးကောက်ပွဲတာလင်းဖြစ်တယ်ပြည်သူလူထုရဲ့သဘောထားဆန္ဒမရှိဘူး ပြီးတော့မှဓာမိုးပြီးတော့တနက်ထောက်ပြီးတော့မှမဲမဲထည့်ခိုင်းတဲ့အဲဒါရွေးကောက်ပွဲအတူရောင်ရွေးကောက်ပွဲသားလေးဖြစ်တယ်နိုင်ငံရေးခဝါချမှုသူတို့ကျွလွန်တဲ့နိုင်ငံတကာစစ်ရဆွေးမှုတွေကျွလွန်ထားတဲ့ဒီဟာကကျွန်တော်ကပြောရမယ်ဆိုရင်နိုင်ငံရေးခဝါချမှုတည်တံ့တာဖြစ်တယ်ဒါဒါကိုကဘာကတည်အောင်ကျွန်တော် လုံးလိုက်တယ်များကိုစွမ်းညာနဲ့ရှိတဲ့လောက်ကျွန်တော် viewer ကြ just ninja နဲ့အစုဖွဲ့အားလုံးပေါင်းစည်းပြီးတော့လုံးဖို့ပဲရှိပါတယ်ကျွန်တော်အရင်ထူးပြီးတော့ဆိုရင်ကြတော့မရှိဘူးတော့မြင်ပါတယ်ဗျာ ်မြန်မာကျွတ်ကျဲကုန်မှုချောမှုစုကြမြန်မာကျွန်တော်တို့စကားမှာပြုလုပ်မယ်ရွေးကောက်ပွဲအတွေ့အကြုံရွေးကောက်ပွဲရဆိုရင်တို့အနေနဲ့နိုင်ငံတကာမှာဆိုရင်အခုလက်ရှိမှာအဖက်ဖက်ကနေကြာရှုံးနေပါတယ်ဘာကြောင့်လဲလို့ပြောရမယ်ဆိုရင်ဗန်နိုင်ငံမှာတို့ဒီနေ့ဒီချိန်ထိကိုကုလသမဂ္ဂဆင်မြင့်ထက်မှာတရားဝင်မှုရရှိသေးပါဘူးမြန်မာနိုင်ငံကိုစားပြုပြီးတော့ကျွန်တော်မြန်မာပြည်သူတွေရဲ့အတန်ဟာကျွန်တော်မြန်မာတံပါးကြီးဥကြုံမိုးထွန်းမဲရှိပါသေးတယ် စကားစားနေပြီးတော့ရွေးချယ်တင်မြောက်ထားတဲ့ကိုယ်စားလှယ်အခုချိန်ထိတရားဝင်မှုမရရှိသေးပါဘူးဒီလိုပဲတခြားနေရာတွေမှာလည်းနှီးတူသူတို့အနေနဲ့တရားဝင်မှုမရရှိသေးတဲ့အတွက်ကြောင့်မလို့တရားဝင်မှုရရှိအောင်ဒီနိုင်ငံရေးထွက်ပေါက်တစ်ခုအနေနဲ့ဒီဘွဲကိုပြုလုပ်ရခြင်းဖြစ်ပါတယ်ဒီလိုပြုလုပ်ရခြင်းဟာကျွန်တော်တို့အနေနဲ့ပြည်သူလူထုအနေနဲ့ကြောက်ရွံ့နေမှာမဟုတ်ပါဘူးတိုးပေမဲ့ကျွန်တော်တို့အနေနဲ့သူတို့ရဲ့တရားဝင်မှုရရှိသွားမှုကိုလည်းကျွန်တော်တို့လက်ခံမှာမဟုတ်ဘူးဒါကြောင့်မို့ကျွန်တော်တို့ရောက်တဲ့နေရာ ရောက်တဲ့ဟိုပါဘောနော်ရောက်တဲ့နေရာကနေပြီးကျွန်တော်တို့ဘလို့မရှိကြအောင်ကန့်ကွက်ဆန္ဒပေါ်ထုတ်သွားမှာဖြစ်ပါတယ်ခင်ဗျာစာကမကရေသားပြည်သူတွေကို နေ့စဉ်နဲ့ရက်ဆက်ဘုံကျက်တက်ဖြတ်နေတဲ့ကိစ္စမျိုးတွေကိုကျွန်တော်အနေနဲ့လုံးဝကန့်ကွက်ဆန့်ကျင်ရှုတ်ချတယ်။အရက်တိုင်းပြည်သူတွေမှာဘာပြစ်မှုမှလည်းမရှိဘူး။တချို့တွေဆိုရင်အရွယ်မရောက်သေးတဲ့ကလေးလေးစီးရုံစီးကစားတဲ့ကြောင့်နေဘာသာရေးအဆောက်အဦတွေကိုကျွန်တော်ဘုံကျက်တက်ကိစ္စမျိုးတွေကိုကျွန်တော်လုံးဝဆန့်ကျင်ခဲ့တယ်။ဒါကအဲဒီမိုကရေစီဆန့်ကျင်ဆန့်ကျင်နဲ့လည်းလုံးဝမညီညွတ်သလိုကျွန်တော်လူခွင်နဲ့လည်းလုံးဝမညီညွတ်ဘူး။ဒီဟာကစကားမကလုံးဝလူသားချင်းမဆန္ဒတဲ့နိုင်ငံတကာစစ်ရာဇဝဲမှုတွေကိုကျူးလွန်နေရတာဖြစ်တယ်။ဒါကိုကျွန်တော်တို့ မြန်မာနိုင်ငံသားတယောက်အနေနဲ့ရောလူ့ခွင့်ရရှိတော့အနေနဲ့ရောဒီမိုကရေစီဒီမိုကရေစီဆန်ခြင်ဆန်ညွန့်အနေနဲ့ရောကျွန်တော်တို့ဒါလုံးဝလက်တင်ခံလို့မရတဲ့အရာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်အနေနဲ့ကတော့လုံးဝပြစ်ပြစ်သားသားနဲ့ကန့်ကွက်ဆန့်ကျင်ရှုတ်ချပါတယ်။ကျွန်တော်တို့ဘာနဲ့တရားရတဲ့